ျွန်တော်တို့ရဲ့ Nice Story Channel လေးကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ Channel လေးကနေဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူတော်ဒါလာမင်းဆန္ဒရေးသားထားတဲ့တုတ်တန်ကထလာသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရခင်ဗျာဟောဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာပဲခါတိုင်းလို့ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပြီးတော့ဘေးကနိုတီဘဲလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်လို့တောင်းဆိုရင်းနဲ့ ဇလန်းလေးကိုစတင်လိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ်လောက်ဖီမြင်းတို့အဖွဲကလဲလန်းအကြောင်းတိုင်းတရွေ့ရွေ့မောင်းနေလာကြတယ်ကုံဖို့ပြန်လာကြတော့ ပေါင်းလေးများကလည်းခါလီဖြစ်နေပြီလဲသုံးစီးကလည်းရှေးစင်နောက်စင်တန်းစင်ပြီးတော့ပြန်လာကြပါတယ်လောက်ဖီမြင်းကထိုးအဖွဲရဲ့ခေါင်းဆောင်သူနောက်မှာလိုက်တဲ့တပည့်9ယောက်ရှိတယ် သူတို့ကတော့တန်ချောင်းတောက်တူ မောင်လွင်တင်အောင်နဲ့လှကြော်တို့ကလှဖီမြင့်တပည့်များဖြစ်ပါတယ်။သူတို့ကရွာကားထွက်တဲ့ထွက်ကုန်တွေကို အချားမြို့ကိုပို့ဆောင်ရတယ်။ကုန်ပစ္စည်းပို့သူတွေကလည်းတန်စာကပေးဆောင်ပြီးပို့ကြရတယ်။ကုန်ပစ္စည်းအလေးချိန်နဲ့တန်မိုးကိုကြည့်ပြီးတန်စာကအနည်းများကောက်ယူရတယ်။တန်တန်မာမာယောက်ျားလေးတွေဖြစ်တာကြောင့်လဲတကူးဓမြအန်ရည်တွေကနေစိတ်ချပြီး ကုံအံ့နံသူများပြားလာတယ်။ကုံတစ်ခါပုတ်ရင်လဲသုံးစီးအပြည့်ပို့ရတယ်။တစ်ခါပုတ်လျင်လဲခရီးမှာငားရက်တပန့်ခန့်ကြာတတ်တယ်။လောက်ဖီမင်းကလဲလဲထက်တိုးကျင်တော့လဲစိတ်ချရတဲ့တပည့်တပန်းရှာမရသေးလို့ငြိမ်နေရတယ်။သူသာနောက်ထပ်လဲနစီထပ်ဖြေလိုက်ရင်တန်စာကပူရမယ်။တပည့်မွေးရတာကလဲမစားသာပါဘူး။အခါကျင်းဝင်ပေးရတဲ့အပြင်မွေးရကျွေးရသေးတယ်။ နောက်ထပ်အပြင်ပြဿနာတစ်စုံတစ်ခုဖြစ်လျင်လဲလောက်ဖြေမြင့်တာကောင်းခံရတယ်။သူ့ရဲ့တပည့်ရဲ့အတွက်တောင်းယူဖြေရှင်းရသမင်းတမီးရည်သာပြဿနာငွေရည်ကြည်ရည်ပြဿနာလူမှုရည်ပြဿနာပေါင်းစုံတစ်ခုခုဖြစ်လျင်လဲတပည့်တွေကလောက်ဖြေမြင့်ထံရောက်လာကြတယ်။အဲဒီကြောင့်လဲတပည့်တပန်းတွေအစ်စ်လူချင်းတော်လဲအတော်စင်းစားနေရတဲ့အဖြစ်ကိုရောက်နေပါတယ်။အခုလဲကုံချောင်းတိုက်လာတဲ့လဲသုံးစီးက တစ်ဖက်ကိုကုံချခဲ့ပြီးခါလီကိုပြန်လာရမှာတပည့်နှစ်ယောက်ကအငင်းပွားလာကြတယ်။တန်ချောင်းကစိတ်ဆက်သူဖြစ်တယ်မဟုတ်မကန်လူစားတင်းအောင်ကလည်းကိစ္စတစ်ခုခုဆိုရင် မပြီးနိုင်မစည်းနိုင်ရစ်တက်တယ်။သူတို့နှစ်ယောက်မှာခဏခဏဆိုသလိုအငင်းပွားတတ်ကြတဲ့နှစ်ယောက်ပဲဖြစ်ပါတယ်။ကြံတပည့်တွေကတန်ချောင်းကိုထိန်းလိုက် တင်းအောင်ကိုနားချလိုက်နဲ့အမြဲချောင်းဝင်ဖြည့်ရှင်းပေးနေရတယ် ဲ့ဒီလိုသူတို့နှစ်ယောက်ရဲ့အကျင့်ကမပြင်း တကြက်ကြက်ဖြစ်မြဲကုံချတဲ့အချိန်ကဂုံပစ္စည်းတွေထုတ်ပို့ထားတဲ့ဂေါနီအိတ်ကြီးကဂေါနီအိတ်ကြီးကပေါက်ပြဲကုန်တာကြောင့်ကုံအနှဲငယ်ဆုံးရှုံးသွားရတယ်။အဲ့ဒါကစိတ်ဆက်သောတန်ချောင်းကပစ္စည်းအိတ်ကိုအလင်းစလို့အောက်ကိုပစ်ချလိုက်တယ်လို့တင်အောင်ကပြောပါတယ်။တန်ချောင်းကခရီးကလည်းပန်းဂုံပစ္စည်းကလည်းလေးလံတော့နေပူပူမှာချွေးတွှဲွှဲွှဲနဲ့မောဟိုက်နေတာကနေ တင်အောင်ကတပြေးတောက်တောက်စကားကိုမခံစားနိုင်တော့ပါဘူးအဲဒါကြောင့်ဒေါသထွက်ထွက်နဲ့တင်အောင်ကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်မိတယ်လောက်ဖီမင်းဝင်ထိမရံပွဲကရက်သွားရတယ်ဒါပေမဲ့လည်းနှစ်ယောက်စလုံးကမကြေနပ်ကြသေးဘူးစိတ်ထဲမှာတနုံနုံနဲ့မကြေမနပ်ဖြစ်နေကြတယ်မကြမီလန်းတဝက်မှာညနေနေဝင်ရီတရောချိန်ကဖြစ်လင့်မိုးရိပ်မဲကြီးရဲ့အရက်ရောင်ကိုမြင်ရတော့ လပေမင်းဟာခရီးတစ်ထောက်နားရံပြင်ဆင်ခိုင်းလိုက်ပါတယ်။ဆရာကြီးဒီမိုးဒီလီနဲ့ဟာအခြေအနေမကောင်းဘူးဗျ။ကျုပ်တို့ဒီနေရာမှာကောင်းကောင်းနားခိုမှဖြစ်မယ်ဗျို။ဟေးငါလည်းတွေးနေတာပဲ။ဒီနေရာမှာတော့နားဖို့မရှိသေးဘူး။အရှင်နာဇေယျတစ်ခုရှိတယ်မလား။အဲ့နေရာရောက်အောင်အမြန်သွားကြမယ်ကွာဟာအဲ့နေရာတော်တော်လိုသေးတယ်ဆရာကြီး မိုးမီပါမလားဗျာအင်းနဲ့နဲ့ပါပါတော့ပဲလွတ်မလဲခက်မြမြန်သွားလိုက်ကြလဲတုံးစည်းရလဲမြန်နိုင်သလောက်မြန်အောင်မောင်းနေလိုက်ပြီဇရက်စီကိုဥတီလာကြပါတယ်ကောင်းငယ်ရန်တစ်ခုလုံးတိမ့်လိမ့်မဲကြီးတွေကချက်ချင်းဆိုတလို့မဲနဲ့လာပါတယ်လဲရစီလက်တန်မိုးချိုပြစ်တန်တွေရလဲတလောကလုံးကိုဟီထနေတယ်လို့ဖြစ်နေပါတယ်မိုးတစ်ဖြောင်ဖြောင်စတင်ကြလာတော့ နွားများကိုရိုက်နှက်ပြီးအမြန်ရုန်းကန်နေရတယ်။လေနဲ့မိုးကလည်းအဆိုးမရသလိုတောနဲ့ရွာချလာတယ်။နားခိုးဖို့ကလည်းဇေယျကိုမရောက်နိုင်သေးဘူး။ဟာဒုက္ခပါပဲကွာခတ်တော့တော့လောက်ကြဟဲ့။လောက်ဖီမင်းကစိုးရိမ်တကြီးနဲ့အော်ဟစ်လိုက်တယ်။လေရွာလည်းအတော်ကျန်းလာတယ်။နားခိုးစရာလည်းမရှိဘောင်းလေကြီးတွေကလည်းတောင်းလွင်ပါသွားနိုင်ပါတယ်။ စိတ်ကရောက်ချင်သောကြီးလူလာတော့မသိဘူးခရီးမတွင်သလိုခံစားနေရတယ်မကြခင်မှာပဲလျှက်စီးလက်လိုက်တဲ့အလင်းအောင်ကြောင့်ဈေးရဲ့မဲမဲကြီးကိုဖြက်ခနဲ့တွေးလိုက်ရတော့ဝမ်းသာသွားကြတယ်ရောက်တော့မဟေးမြန်မြန်လှုပ်ကြအပြင်းနေလာတဲ့လဲသုံးစီးကဈေးရဲ့ရှေ့အရောက်နွားတွေကလည်းအတင်းယုံကြပါတယ်ဟာဖိတ်သားကျော်တွေဘလို့ဖြစ်ရတာတော့ နွားတွေကိုအတင်းချော့မော်ပြီးလဲကနေဖြုတ်ဇရက်အောက်တိုင်ကို ဆွဲခေါ်ခြိလိုက်ကြတယ်။နွားတွေကလည်းနေချင်မုံမရဘူး။ကြောက်လန့်ပြီးရုန်းကန်နေကြတယ်။ခက်ခက်ခဲခဲနဲ့ခြိခဲ့ရတာပေါ့ဗျာ။လဲတွေကိုလည်းတပ်ပင်ကြီးရဲ့အောက်မှာကျိုးနဲ့ရစ်ပတ်ထားရတယ်။လေတိုင်တော့ကလည်းအတော်ပင်ကြမ်းလို့လဲမောက်မှာကိုစိုးရိမ်နေကြတယ်။အားလုံးလည်းပြီးတော့ နာဖေမြင့်တို့အကုန်မိုးရီတွှဲွှဲနဲ့စုံနေကြပြီလဲဘွားပါလာတဲ့ချက်ပြုတ်စားတော့စရာတွေနဲ့အဝတ်ထည်အပိုများ အိတ်ဆက်ဖို့ဆောင်းတွေယူပြီးဇရက်ပုံကိုပြည့်တက်လာကြတယ်ဇရက်တစ်ခုလုံးကလည်းမောင်မဲနေတော့လေးဘက်လေးလံကလည်းဟောင်းလောင်းကြောင်မိုးရီတွေကကြမ်းမြင်မို့ဘူးအိုင်ထွန်းနေပါတယ်တောက်တူကရေနံစီမီကလေးထွန်းပြီးနေရာရှာကြတယ်ဒီတနေရာရတယ်ဗျို့ ဒီတခွက်လေးပဲမိုးရင်မဆိုတာဗျတောက်တူရဲ့စကားကြောင့်ဝမ်းသာအားရဖြစ်သွားတယ်ဖြာကြီးတစ်ချက်သာမိုးရီလွတ်နေတဲ့ဇရက်ထောင်လေးမှာဖြာတစ်ချက်အားအရင်ခင်းလိုက်ကြတယ်နောက်တော့မိုးရီဆိုနေတဲ့အဝတ်ဒီလေဝတ်စင်သူဟာဝို့မိဘလေးနဲ့မိမွေးသူကမွေးပိုက်လဲအတော်စားနေပြီဖြစ်လို့ကန့်မြန်မြန်ပြင်ဆင်နေကြတယ်ထမင်းချက်တောင်းဝင်ကြတဲ့မောင်လွင်က ဆန်ထက်ပြီးရေမရှိတာကိုသတိရသွားတယ်။ထမင်းအိုးတဲဖို့ရေလိုတယ်။သွားယူပေးအောင်။ဟာကွာမေ့ခဲ့ရတယ်လို့တောက်တော့အိုးမလဲရသေးဘူး။သွားယူလိုက်။အေးငါယူပေးမယ်။တောက်တော့ကလည်းပြောပြောဆိုဆိုနဲ့ဇေယအောက်ကိုဆင်းပြေးသွားတယ်။လဲဘော်ကခြိထားတဲ့ရေအိုးကိုကျိုးဖြီလိုက်ပြီးမိုးကလည်းတဲတဲမဲမဲထန်လာတော့တယ်။ ရေကိုအမြန်ကောက်ယူပြီးကာလက်အထွက်လဲပေးမှလူတယောက်ရက်နေတာကိုတွေးလိုက်ရတယ်။ရုပ်တရက်မြင်လိုက်ရတော့အလွန်ထိတ်လန့်သွားပြီမယ်။ဇရက်ပေါ်မှာမိမိလူတွေကိုမြင်တွေးလိုက်ရတော့ကြောက်စိတ်ကဒတင်ကအတွင်းမှာပဲပျောက်ွယ်သွားပါတယ်။ဟဲ့လူခမရဘဲရလဲ။အဲ့ဒီလူရဲ့ရုပ်ကိုသေချာမမြင်ရသေးပြီ။ဒါပေမဲ့ကြောချမ်းမိသလိုတော့ဖြစ်နေပါဗျ။ မိုးရိပ်လေရိပ်ကြောင်ချမ်းနေလားအဲ့ဒီလူကြောင်ချမ်းနေလားတော့မသေးခွဲဘူးဟာမင်းနေတယ်လေဗျာခမရဘယ်ရလဲကျုပ်လမ်းပြောင်နေလို့ပါအဲ့ဒီလူရဲ့အတန်ကတကယ်တိုးတိုးလေးသာ ဖြစ်နေဒါပေမဲ့၆ကက်ကက်အတန်ကိုကြော်ယူတယ်စိတ်စိတ်လားသလို တောက်တူနားမလည်နိုင်ဖြစ်နေတယ်ကဲဗျာလာလာကျုံနဲ့အပေါ်လိုက်ခဲ့ တောက်တူကလည်းရှေ့ကနေခက်သွက်သွက်လေးထွက်ပြီးဇရက်ပုံကိုတက်ခဲလိုက်တယ်။တောက်တူနဲ့ပါလာသူကိုလှဖေမြင့်တို့ဟာတအံ့တော့နဲ့ကြိတ်နေမိရဲ့။အဲ့ဒီသူရဲ့ပုံစံကအရက်ကမနှိမ်မမြင့်မျက်နှာကတော့လေးတောင်ဆက်ဆက်နဲ့ဖြစ်ပါတယ်။ထူးခြားချက်ကသူ့ရဲ့ခြေထောက်နှစ်ဖက်လုံးဟာရှုပ်နေနဲ့ပေးချမ်းနေပါတယ်။တကူလုံးဟာလည်းမြေမုံတွေနဲ့ပေးနေတော့တယ်။လေကြီးမိုးကြီးရွာနေရတော့တောက်တူလောက်တော့ရေမလျှွဲဘူးဖြစ်နေတယ်။ တာမန်မိုးလီမိလောက်တယ်လို့တော့တာကျော်ကတေချာတွေးနေတယ်။ခမရဘယ်ရလဲ။ခမရကိုကြည့်ရတာမိုးလည်းတိတ်မဆိုပါလား။ဟုတ်တယ်ဗျ။ကျုပ်လမ်းပြောင်နေလို့ဇရက်အောင်မှာမိုးခိုနေတာ။အော်ဒါကြောင့်ကိုခုနကဇရက်အောင်မှာခမရကိုမမြင်ပါလား။ဟုတ်ကျုပ်ကခမရတို့ကိုမြင်နေဗျ။တောက်မှာအိတ်နေရင်လှမ်းကြည့်နေတာ။ ဟုတ်ပါဗျာမောင်ကလည်းမောင်နေတော့ကျုပ်တို့မသိလိုက်တာဖြစ်မှာပေါ့လှကြော်ရတင်အောင်ကစကားလမ်းထောင်မေးလိုက်တဲ့အခါအားလုံးကလည်းဖြစ်နိုင်တယ်လို့ငြိမ်နေလိုက်ကြတော့တယ်ဒါနဲ့ခမလမ်းပြောက်တယ်ဆိုဘယ်ကနေလာလို့ဘလို့လမ်းပြောက်ရတာတုံးဗျအဲ့ဒီလူကလည်းပြန်စင်းစားနေရင်းနဲ့ကြုံမှတ်မိတာကတော့ထင်းလာခုတ်တာပဲ။ ထင်းခုတ်ပြီးကျုပ်ကိုတယောက်ယောက်ကနောက်ကနေရိုက်သွားတယ်။တတိယလာတော့အခုလိုမောင်မဲနေလို့စန်းတော်ဝါးနဲ့လမ်းလျှောက်လာရင်ဇရက်အောင်မှာဝင်အိတ်နေတာပဲဗျ။အာဖြစ်ရလေဗျာ။ခမရရွာဒီနားတက်ဝိုက်ပဲလား။ဟုတ်ပါဗျာ။ဒီကနေမြောက်ယွန်းယွန်းကိုတွားရင်မကြဘူးဗျာရောက်ပြီပဲ။ဟုတ်ဗျာ။ဒါဆိုလဲမနဲ့လင်းမှပြန်ပေါ့။ ျုပ်တို့ကကုံတွေတွေမှာအတူတူနားလို့ရပါတယ်။မောင်လင်ချက်ပြုတ်ပြီးရင်တော့အတူတူစားကြတာပေါ့ဗျာ။အော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ။အော်ဒါနဲ့ခမရနာမည်ကဘလို့ခေါ်လဲဗျ။ဖိုးနီပါ။ဟုတ်ပြီကိုဖိုးနီ။ကျုပ်ကတော့လှပေမြင့်။ဒါကတော့ကျုပ်တပည့်တွေမောင်လွင်နဲ့သူကတော့လှကြော်။ဟွာတောက်တူတန်ချောင်းသူကတော့တင်အောင်နဲ့ မှတ်ထားပါဗျာဖိုးနီဆိုသူကဘာမှမပြောပဲခေါင်းသာညှိပြလိုက်ပါတယ်မောင်လင်ချက်ပြုတ်ပြီးစီးတဲ့အခါအားလုံးကလည်းစာနေကြပြီအလင်းမြန်ခုခက်ပြီးတော့အားရပါရစားတော့ကြတော့တယ်ဖိုးနီကတော့တူကနန်းစိတ်ကနန်းပဲစားနေတယ်ကိုဖိုးနီအားထည့်စားလီဗျာဟုတ်ကဲ့ကြုံသိမ့်မစားလို့ဟာရပါပြီဗျာ ဘိုးနီကိုကြည့်ပြီးလှောက်ပြီးမြင်တော့အားမရဘူးဖြစ်နေကြတယ်။အမှန်တကယ်မဆတာလဲဖြစ်ချင်ဖြစ်မယ်ဆိုပြီးထပ်မပြောကြတော့ဘူး။သူတို့မှလည်းဝမ်းမီတောက်ဖို့စားနိုင်တယ်မြစားဖို့လိုကြတယ်လေ။ဘိုးနီကတော့သူတို့ကိုတယောက်ချင်းစီစီစီလိုက်ကြည့်နေခဲ့တယ်။တန်ချောင်းနဲ့မောင်လင်ကကတော့ကစားဖြစ်ထားလို့ခက်တန်းတန်းသာနေပြီးကြံတဲ့လူတွေကစားလိုက်ပြောလိုက် အလောက်ရှုံနေကြတယ် ဖိုနီကလှဖေမြင့်တို့ပြောသမျှကိုတိတ်တိတ်ဆိတ်ဆိတ်လေးနားထောင်နေပါတယ်။စားတော့ပြီလို့အိုးခွက်များဆေးရန်ရေကမရှိ။ရေအိုးတွေကရေကလည်းချက်ပြုတ်လိုက်လို့အိုးတဝက်ကျော်ခန့်ကုန်နေပြီလေ။တောက်ရီချံမိုးကလည်းဖြစ်လို့အိုးခွက်တွေကို တောင်းကြီးတဲ့တခုထည့်ပြီးစုပြုံထားလိုက်ပါတယ်။မိဘမိလီနှွင်းနှွင်းနဲ့ဝိုင်းဖွဲ့ထိုင်ရင်းစလိတ်ထိုင်တော့ပြီးစကားပြောနေလိုက်ကြတယ်။ အိတ်ဆရာနေရာကလည်းမရှိလို့တညာလုံးငုတ်တုတ်ထိုင်ယုံသာဖြစ်နေကြတယ်။မိုးကလည်းတိတ်မိအယောင်တောင်းမရှိဘူး။ဒီဟာအကူတော်ဟာဘယ်ရွာကလဲဗျ။ဖိုးနီကလည်းမေးလာပါတယ်။တပင်းကိုရွာကကုန်ပစ္စည်းသွားပို့တာကြောက်ကြီးဟု။အော်အဝေးကြီးပဲ။ပင်မန်းမိမယ်လေဘဝဘေးမဟုတ်ဘူးလား။ဟုတ်ပါတယ်။ ကြုံလဲပင်ပင်မမှန်လောက်ကင်စားတော့နေရတာပဲဗျဘဝတွေကစိုးတယ်ဗျငွေလေးမစိုးမပူရဘူးလောက်ကင်ရတာမလွယ်ပါဘူးဗျဒါနဲ့ခမရဟာထင်းခုတမလားအိမ်အတွက်တော့လူသလောက်စိုးရုံပါပဲကျုပ်ကလက်သမားလှုပ်တာဗျအာဒါဆိုဝင်ဝေကောင်းတာပေါ့ဗျာဖိုးနီကလည်းခေါင်းကသပင်တွေကိုဖွာကပြန်ဖြေလိုက်ပါတယ် မကောင်းလာပါဘူးဗျာပင်မန်းနာနဲ့မကာမိဘူးစကားဝိုင်းဖွဲ့နေကြရင်ငိုက်လာလို့မိဖို့ရဲ့ဘေးမှာခွေခောက်ပြီးအိပ်ပျော်သွားကြပါတယ်ဘိုးကလည်းအေးအေးနဲ့ကွေးလို့ကောင်းနေတော့မောင်လင်ရဲ့အော်တန်ကြောင့်အားလုံးလန့်လို့ကုန်ကြတယ်အချိန်ကလည်းမနက်9နာရီလောက်ဖြစ်နေပြီမိုးကလည်းတိတ်သွားပြီဖြစ်ပြီးအလင်းရောင်လေးကလည်းရာသင်သလောက်ကရနေပြီလေအလောင်းကောင်ကြီးဗျဆရာထပါအောင် ပါဦးလာဖီမင်းကလည်းကမန်ကန်ထကြည့်လိုက်တော့သူတို့ကြားမှာအေးဆက်တောက်တင်းပြီးလဲကြနေတဲ့ဖိုးနီရဲ့အလောင်းကြီးကိုတွေ့မြင်လိုက်ရတယ်ဖိုးနီကိုမထီရဲထီရဲနဲ့ထိကြည့်လိုက်တော့အသားတွေကလည်းအေးဆက်တောက်တင်းနေပြီဟာဘဘလို့ဖြစ်တာလဲငါတို့တော့အမှုပတ်ပြီးတင်နေကွာဆရာကြီးသူ့ခေါင်းမှာသွေးတွေခဲနေတယ်ဗျာ ဖိုးနီရဲ့နောက်ဆေးမှာသွေးတွေကခဲကကတ်နေတယ်။ဟဲ့ကောင်လေးဖိုးနီကအသက်ခံရတာထင်နေကွာ။ကျုပ်တို့ခဏလေးအိပ်ပျော်သွားတာဗျာ။ဘသူကတတ်မှာတော့တစ်ချိန်လုံးသူ့ဘေးမှာကျွန်တော်တို့ရှိနေတာပဲ။အဲ့ဒါဆိုမင်းတို့တွေရလား။ပျော်စံဘသူလောက်တာလဲ။လောက်ဖေမင်းကလည်းစိုးရိမ်စိတ်နဲ့ဒေါသစိတ်ကရောနှောပြီးအော်ဟစ်မေးမြန်းလိုက်တယ်။ တပည့်တွေကလည်းနားမလဲစွာနဲ့ပြန်ကြည့်နေရင်တုံလုံးနေကြတယ်။အဲ့ဒီအချိန်မှာပဲတောင်းတောင်းကြီးတည်နေတဲ့ဖိုးနီကရုတ်တရက်ထထိုင်ပြီးကြုံပြန်မှုနောက်ကျနေပြီးပြန်ပြီးအကိုတော်တို့အဲ့ဒီလိုပြောပြီး ကောက်ခါငင်းကတောင်းတောင်းကြီးလမ်းထလျှောက်ပါတယ်။နောက်တော့သူ့ရဲ့ခေါင်းကိုဇက်ကြောတက်လာလို့ဆက်ကနေချိုးလိုက်တော့ခေါင်းဟာကြက်ဟူသောအတန်နဲ့တူပြန်တက်လာပါတယ်။အဲ့ဒီအချိန်မှာဇက်အကျိုးလိုက်ကြီးနဲ့ နောက်ဖေမြင်းတို့ဘက်လှဲ့ကောင်ရီပြနေပါတယ်ထိတ်လန့်ဖွယ်အချင်းရောင်ကြီးအားလုံးကြောင့်အလံတကြားပြည့်ဇရက်ပေါ်ကနေစင်းပြေလာကြတယ်နောက်ကြတဲ့ခြေတော့တစ်စပေါက်ဆိုးသလိုဥတီယာမဲ့ပြေးသွားရင်လည်းအချိန်တော်တော်ကြာမှလူပြန်စုမိကြတယ်ဇရက်ကိုပြန်မလာလို့လည်းမဖြစ်ဘူးလေကြံခဲ့တဲ့ပစ္စည်းတွေဟာယူရအောင်မယ်ထိတ်ထိတ်လန့်လန့်နဲ့ပူပူကက်ကက်ဇရက်ပေါ်ကိုဖြည်းဖြည်းချင်းတက်လာကြတယ် အဲ့ဒီနောက်ယူစီယာအားလုံးကိုမြင်းမြန်ဆန်ဆန်ယူပြီးပြန်ပြေးလာကြပါတော့တယ်။ရွာကိုရောက်တဲ့အခါမောင်လွေနဲ့လှကျော်ကအပြင်းပြားသွားကြတယ်။ကြောင်ကရမ်းနေလေဖြစ်နေကြတယ်။လှဖမင်းကလည်းကြောင်ခြောက်ခြားဖြစ်နေတဲ့တပည့်တွေကိုအိမ်အသီးသီးပြန်ပို့လိုက်ကြတယ်။သူကလည်းခေါင်းဆောင်ဖြစ်နေလို့ကြောက်စိတ်ကို ပြသရန်မလွယ်ကူလောက်စိတ်အားတင်းထားရတာပေါ့ဗျာ။အိမ်ကိုရောက်တဲ့အခါလဲပုံကနေ ပုတ်ခနဲ့ခုံချလာတဲ့အတန်ကိုကြားလိုက်ရလို့အမြန်လိုက်ရှာကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လှဖေမြင့်တို့လည်းအဲ့ဒီနေရာမှာတင်မိလဲကြသွားတယ်ဖိုးနီကလည်းပေါင်းလဲကြီးပေါ်ကနေခုံချလာပြီကျုပ်အိမ်မပြန်ကျင်သေးလို့လိုက်လာမိရဲ့ဗျို့အဲ့ဒီလိုပြောစမ်းတဲ့အတူဖြူပတ်နေတဲ့လောင်းအောင်ကြီးကလှဖေမြင့်တို့ကိုကြည့်နေတာကြောင့်ဖြစ်ပါတယ်လှဖေမြင့်တို့လည်းတတိလဲလာတော့ သူ့ရဲ့အိမ်မှာဖိုးနီရဲ့အလောင်းကြီးကို တွေ့ကြောင်းတေဆုံးသူကိုစုံစမ်းနေကြောင်းသိရှိလိုက်ရတယ်။လာဝေမင်းကကံမကောင်းစွာနဲ့အလောင်းကောင်ကြီးကိုအိမ်ကိုတည်လာမိသလိုဖြစ်နေမိတယ်။မကြောင်မီမှာပဲဖိုးနီရဲ့အကြောင်းအပြည့်စုံကိုအတိလာရတော့တယ်။ဖိုးနီကအုံးပံလာရွာကလက်သမားဖြစ်ပြီးထင်းခုံနေစဉ်အသက်ခံရလို့တုတ်တံမှာမြုပ်နှံထားသူဖြစ်ကြောင်းလာဖေမင်းတို့ရောက်တဲ့ညဟာ ဖိုးနီအာသူပါချတဲ့နေ့ဖြစ်ကြောင်းဖိုးနီတရင်ကြောင့်အုံမန်လာရွာကန်ကတုတ်တန်ကိုတွားကြည့်တော့မြေကြီးတွေကလည်းပွာရောင်းနေကြောင်းဖိုးနီကလည်းတေဆုံးပြီးဖြစ်တဲ့သူ့အလောင်းကိုပြန်လဲပုခတ်ခဲ့ဟန်ရှိကြောင်းလာဖေမင်းတို့နားခိုတဲ့ဇေယျမှာဖိုးနီအာမြုံနံထားတဲ့တုတ်တန်မှာရှိတဲ့အတွက်လိုက်ပါလာကြောင်းတို့ကိုသိရှိလိုက်ရတယ်ဖိုးနီအာသူတေဆုံးပြီးတာကို သိရှိဟန်မတူပါဘူးအသက်ရှင်စင်ကအတိုင်းနေထိုင်ပြုမှုနေတယ် အဲ့ဒီကိစ္စကြီးကြောင့်လူတော်တော်များများတုံလုံးခြောက်ခြားသွားကြပြီးပြောစမှတ်တွင်သွားကြသလိုလာဖေမင်းတို့အဖွဲ့လည်းကုံပို့တာကာလအတန်ကြာ နားသွားကြပါတော့တယ်အခုလိုစောင်းတီလိုက်ပါရှိရှိပေးကြတယ်ဘေးသက်တိုးချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကနေဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့တုတ်တံမှာထလာသူဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးကို ကြိုင်နေတက်လိုက်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ နောင်နေနောင်တွေဒီမှာရောကျွန်တော်တို့ရဲ့ channel လေးဟာနေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားအောင်မလဲဆိုတာတော့ပရိသတ်တွေအနေနဲ့စောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောကြားရင်းနဲ့နှုတ်ခွန်းဆက်လိုက်ပါရစေခင်ဗျာ။